ဲ့တော့ဒီဥစ္စာလေးကတော့စကားပြောရင်းနဲ့တတိယလို့ကျွန်မနည်းနည်းလေးပို့ချခြင်းနဲ့ marketing မှာပေါ့ကျွန်မတို့က marketing မှာအခုခက်ကကြတော့ live scene ရောင်းနေဆိုလို့ရှိလို့ရှိရင်လေချစ်တို့ရေတဲတို့ရေသိလားဟုတ်တယ်လေအသေးတို့တဲတို့လေကိုကလေတဲတို့လေဆိုတော့အသေးတို့တဲတို့ကျွန်မတို့လို့ဖွားကြီးတွေဝင်ကြည့်လို့အသေးတို့လို့ဆိုရောင်းနေတဲ့ဟာလေးကဒီလောက်လေးဆိုတော့ကျွန်မတို့ကခံစားလို့မရဘူးလေနော်ခံစားလို့မရတော့ဘာဖြစ်လဲဆိုတော့ကျွန်မတို့မကြည့်ဘူးပေါ့အဲ့တော့ audience ကကျမတို့လို audience ကိုမရဘူးပေါ့ဟုတ်တယ်လားကျမပြောပါလိမရောက်ဘူးပေါ့နော်ကျမတို့စီရောအဲ့တော့ကိုကသွားကျင်တဲ့ audience ကအအသက်အရွယ်မရွေးကိုသွားကျင်နေဆိုလို့ရှိရင် marketing မှာအရန်အရေးပါတယ်ဒါကတော့ကျမတို့ MBA တွေဘာတွေမှာလည်းသင်ရပါတယ်နော်ဆိုတဲ့အခါကျတော့ပြောပြရင်လည်းပြောရတယ်လို့ဘယ်မှာရိုက်ရှာရှာရတယ်လို့ဖြစ်အောင်မယ်နော်ဆိုတော့ဒါကတော့ကျမတို့ကျောင်းပညာမှာလည်းသင်ခဲ့ရတယ်ကျမတို့လက်တွေ့မှာလည်းဒါကျမတို့ကိုယ့်ရဲ့ခံစားချက် feeling နဲ့ပေါ့လေနော်အဲ့ဒီ feeling မှာကျမတို့က ကိုကဈေးရောင်းနေအခု online မှာရောင်းနေဆိုရင်အပြင်မှာလာဝယ်နေဆိုရင်တော့မျက်နာမြင်ရတာပေါ့ online မှာရောင်းနေဆိုရင်ကျမတို့က insin အကုန်လုံးကိုရောင်းမမြင်ရဘူးပေါ့ကိုကကြည့်နေတဲ့ viewer တွေဖြူသလားမဲသလားရှည်သလားဝသလားအသက်ကြီးသလားအသက်ငယ်သလားကိုကဇက်စင်ပေါ်ကလူကိုကိုကြည့်နေတာကဇက်စင်အောက်ကသူအမောင်နှဲကိုကိုကမမြင်ရဘူးလှမ်းပြီးတော့မှ ိုကိုတော့ခြိလှုပ်လက်လှုပ်ကိုရဲ့လှုပ်ရှားမှုတိုင်းကိုမြင်ရတယ်ကိုကတော့ကိုကိုကြည့်နေတဲ့သူတွေကိုမောင်ဖြူလားမောင်ဝါလားမတ်ဖြူလားမတ်နီလားအအသက်ကြီးတာလားအသက်ငယ်တာလားစသဖြင့်ကျမတို့ကမသိရအောင်မသိရတော့ကျမတို့ကနံပါတ်1ဘာပေးရမလဲဆိုတော့ respect ပေးရမယ် respect ်နော်ဆိုတော့ဒီခေတ်တချို့ကလေးတွေရဲ့ marketing လေးတွေမှာဆိုရင်ကျမတို့ဟိုဒီထက်ပို့ပြီးတော့ဒါတို့ရဲ့ဒီနှုတ်ရဲ့ဟာကိုကောင်းမယ်ဆိုရင်တို့ပို့ပြီးတော့မှ audience ကပို့ပြီးတော့မှရမှာပေါ့နော်ဆိုတော့ဒါပေမဲ့ခုနလိုပေါ့အပြောမှာအချစ်တို့ရေးသဲတွေနှလုံးတွေနောက်တစ်ခါလေးဟိုလူငယ်ဒီလိုကလေးလေးတယောက်ကနောက်တစ်ခါလေး TikTok တွေမှာဆိုလဲအများဆုံးရှိငါကွာပြောတာငါပြောတာအဲ့လိုကွာတိလားတိလားကွာတိလားအဲ့ဒါငါကွာငါတို့ကွာ เนาะဆိုတော့အဲ့အသုံးနှုံးဒီသုံးနှုံးလို့မရသေးဘူးအဲ့လိုလူကြီးတွေနားတဲ့ဆိုမဝင်ဘူးပေါ့ဟုတ်လားကျမတို့အသက်ရွယ်တော့မှကျမဆိုကျမကိုကျမကျမကျမကလို့ကျမသုံးနှုံးနေเนาะကျမထက်အကြီးတွေကျမနဲ့ရင်းနှီးတဲ့သူတွေဆိုကျမတင်းရလေလို့ကျမဒီလိုမျိုးလေးပြောတယ်ဒါပေမဲ့ကျမမမြင်ရတဲ့သူတွေအကုန်လုံးမှကျမတင်းရလေတင်းရလေပြောအမလေးနှွေးနေတယ်လို့နုနေတယ်လို့ဖြစ်မှာဆိုလို့ကျမလေလို့ကျမ ဒီလိုမျိုးလေးပြောတယ်ပေါ့နော်ဆိုတဲ့ခါကျအဲ့ဟာဒီဘာလဲဆိုတဲ့ခါကျကျွန်တော်တို့ social မှာအရန်အရေးပါတယ် communicate လုပ်တဲ့နေရာမှာအရန်အရေးပါတယ်နော်သူများကိုကျွန်တော်တို့က attraction ဖြစ်အောင်ဆွဲဆောင်တဲ့နေရာမှာအရန်အရေးပါတယ်စကားပြောအတတ်ပညာဆိုတာကကျွန်တော်တို့တွေကဘယ်စာအုပ်ထဲမှာမှပြထန်းထားတာမရှိဘူးအဲ့တော့ကျွန်တော်တို့လူဒီလိုမျိုးလုပ်နေတဲ့အလုပ်ကနေအလုပ်ကနေတင်သွားတာဖြစ်တဲ့အတွက် marketing strategy marketing skill တွေမှာလည်းဒီခုနပြောဆိုမှုတွေအရန်အရေးပါတယ်အဲ့တော့ကျွန်တော်တို့ကဈေးဝယ်ပြီပေါ့ဈေးဝယ်လို့ရှိရင်တချို့ဆိုစိတ်ရည် no i don't like it ပါဆက်เนาะဆိုတော့အမရေ anti ye profile နဲ့မြင်နေတယ်လေဟုတ်လား မိန်းမဆိုရင်အမရေပေါ့ယောက်ျားဆိုရင်အကိုရေပေါ့ဟုတ်တယ်လားเนาะအေးဒီတက်မှာကိုကခြားတိမ့်မလေးတွေဖြစ်တယ်ဆိုလို့ရှိရင်လည်းတိုက်တယ်လို့ဒါအဖွားရေဒါခေါ်ပေါ့เนาะဆိုတော့လေဒီလိုမျိုးလေးဖြစ်အောင်ပေါ့စင့်ရေဆိုရင်အေးစင့်ရေဒီခင်မိတာမဟုတ်ဘဲနဲ့တစ်ဖက်လူကိုပေးတဲ့ respect အားနည်းနေလို့ခံစားရတယ်ဒါကြောင့်မလို့ကျမကိုယ်တိုင်လည်းကျမဟာ sis လို့မခေါ်တယ်လို့မျိုးကျမကိုခေါ်ရင်လည်းကျမမကြိုက်ဘူးနောက်တစ်ခါဈေးဝယ်တဲ့စီမှာ အတန်ဖိုင်နဲ့ reply လုပ်တာ အေးတွေကလာပြီးတော့မှမေးတဲ့အချိန်မှာအတန်ဖိုင်နဲ့ reply လုပ်တာဒီနံပါတ်1နံပါတ်2ကျွန်မနှစ်ချက်ပြောပြမယ်နံပါတ်1အချက်ကအတန်ရဲ့ attraction နော်အတန်ရဲ့တုံးလေယူလေသိန်းနော်အတန်ရဲ့တုံးလေယူလေသိန်းဟာတဖက်သူပေါ်မှာစကားပြောတဲ့ဟာတချို့ဆိုတောင်မကျိုးဘူးစကားပြောတာမျိုးလေးတွေနော်တချို့ဆို respect မပါဘူးစကားပြောတာလေးဆိုတဖက်လူရဲ့စိတ်ကိုဆွဲဆောင်နိုင်တဲ့အင်အားမျိုး မရှိဘူးတချို့လေယူလေသိန်းကအဲ့တော့ ဈေးရောက်တဲ့အချိန်မှာအဲ့ဒါအရန်တတိထားဖို့လိုတယ်နောက်တစ်ခါနောက်တချို့ကကြတော့ဘလို့တွေးတယ်လဲဆိုလို့ရှိရင်လူတော်ထဲမှာပေါ့တဏီနီယာမှာပေါ့အာအပြင်မှာပေါ့ဖွင့်နားထောင်လို့မရတဲ့အခြေအနေမျိုးမှာဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့နားမထောင်ပြစ်တော့ဘူးနားမထောင်ပြစ်ရင်ဒါရီယာအသေးအတန်ပြစ်စည်းမဟုတ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ချက်ချင်းသွေးပူတော့ response မဖြစ်ဘဲနဲ့မဝယ်ဖြစ်တော့ဘူးမိသွားတယ်အဲ့တော့ကိုကလက်လွတ်ဆုံးရှုံးရတယ်အတန်ဖိုင်နဲ့အတန်ပြန်လာတယ် ်နော်နံပါတ်1ချက်က attraction ပေါ့ကိုယ့်ရဲ့စကားပေးတဲ့တစ်ဖက်သူပေါ်မှာပေးတဲ့ကိုယ့်ရဲ့ဒီအတန်တုံးဟာတစ်ဖက်လူကိုဆွဲဆောင်နိုင်စွမ်းရှိရမယ်မလိုချင်လိုချင်အောင်မပြောချင်ပဲပြောချင်အောင်နားမထောင်ချင်နားထောင်ချင်အောင်အဲကိုကရှင်းပြတဲ့အချိန်မှာလဲကိုကမေတ္တာတွေရောမေတ္တာတန်တွေပါရအဓိကတော့မေတ္တာတန်ပေါ့နော်မေတ္တာတန်ဖြစ်ရမှာပေါ့ဒါပေမဲ့ဒီခစ်ကကြတော့များသောအားဖြင့်ခုနလိုလေစကားပြောရင်တော့ကွာတည့်ရမလားအဲကွာကွာဆိုတဲ့ဟာမျိုးပေါ့ကျွန်တော်တို့သားတွေဆိုစကားပြောတော့ I mean တိကလိုက်အရန်ပြောတယ်လေနော်ဆိုတော့မြန်မာလိုပြောလို့ရှိရင်တို့အဲ့ဒါတွေပြောတယ်အဲဒါမဲ့ဒါကတော့သူ့ culture နဲ့သူပေါ့နော်တို့ကျင်လင်ရတဲ့ surrounding ပေါ်မှာမူတည်ပြီးပြောပေမယ့်ကျွန်တော်တို့ဒီဘက်မှာမြန်မာပြည်ထဲမှာကြာတော့အဲ့ဒါတွေကနားထဲမှာအဆင်မပြေဘူးပေါ့နော်ဆိုတဲ့ခါကျဒါလေးနေ တတိထားဖို့လွယ်အတုယူသိင်တာကိုအတုယူရမယ်အတုမယူသိင်တာကိုအတုမယူရမယ်ခုနလိုပေါ့နိုင်ငံညာမွေးနိုင်ငံညာကြီးလာလို့မလို့မှာမြန်မာစကားမရည်လေတဲ့သူတွေမြန်မာစကားပြောင်းလာလို့ရှိတဲ့အခက်ခဲကြောင့်ကဒါကတမျိုးပေါ့နော်ဆိုတော့ဒါမဲ့ဒီမှာဒီမှာပဲကျွန်တော်တို့အလုံးလုံးဒီမှာအဲ့လိုမျိုးတောင်မှပဲအလုံးလုံးတယ်လူကြီးရင်းနဲ့ဆက်ဆံနေဆိုအများကြီး respect ပေးပြီးတော့မှစကားပြောဖို့လိုတတ်တယ်ကျွန်မဒါကြောင့်မလို့ကျွန်မကလေးတွေကိုအမြင်နဲ့တင်တယ်ကျွန်မကလေးတွေကျွန်မအမြင်နဲ့တင်တယ်ကျွန်မလာတဲ့ကလေးတွေလည်းတင်တယ်အကုန်လုံးကျွန်မကျွန်မကလေးတွေဆိုတပည့်တွေပေါ့နော်အကုန်လုံးတင်တယ် ကျမတို့ကလူချင်းလူချင်းတွေ့ပြီးစကားပြောရင်မျက်နှာ emotional ကိုကြည့်ပြီးပြောလို့ရတယ်။ तू ကကိုယ့်ပုံမှာစိတ်ဝင်စားနေရလား။သဘောကျလားလား။သဘောမကျဘူးလား။ eye contact ယူပြီးအမြင်နဲ့စကားပြောရတယ်။ကျမစကားပြောရင်ကျမအမြင်နဲ့လူကြောက်ကို eye contact ယူပြီးကျမစကားအမြင်နဲ့ပြောတယ်။သူ့မျက်လုံးကိုစိတ်စိတ်ကြည့်ပြီးကျမအမြင်နဲ့စကားပြောတယ်။ကျမကသူ့မျက်လုံးကိုစိတ်စိတ်ကြည့်ပြီးစကားပြောနေရဲ့သားနဲ့ကျမကိုမျက်လုံးစုံမကြည့်ဘူးဆိုရင်ကျမရဲ့စကားပေါ်မှာစိတ်ဝင်စားမှုအားနေတာ။အဲနောက်တစ်ခါတချို့ပေါ့စကားပြောနေရင်တယ်လီဖုန်းလုံနေတာမျိုး တဖက်လူကအလင်းနဲ့ထားပြီးပြောနေတာတယ်လီဖုန်းလို့ဒါဆိုရင် direct respect အားနည်းတယ်ပေါ့နော်ကျမတို့လူမှုကျင့်ဝတ်တွေထဲမှာလည်းဒါတွေကမတင့်လျော်တဲ့အပြုတ်အမူတွေအဲ့တော့စကားပြောပြီးဟေးဆိုရင်အရေးကြီးတဲ့စကားတန်ဖိုးရှိတဲ့စကားတွေဆို eye contact ယူပြီးတော့မှကျမတို့ကစကားပြောရတယ်အဲ့တော့အပြင်းမာဇင်းရောက်နေဆိုရင်တော့ကျမတို့က eye contact ယူပြီးပြောရဲဆိုရင် तू ကစိတ်ဝင်စားနေရလား तू စိတ်ကဲအတိုင်းတိုင်းအဘလောက်ရှိရလဲ तू emotional ပါလဲကျမတို့က gas လုပ်လို့ရတယ်အဲ့လိုမျိုးမဟုတ်ဖဲနဲ့ကျမတို့ကအာဒီ online ပုံကနေပြုံးရတာကြားတဲ့ခါကျတော့သူ့ကိုကမမြင်ရဘူးမမြင်ရတဲ့အချိန်မှာကိုယ့်ဘက်ကနေပေးရမ ဲ့ respect ဒီစကားလုံးတွေပေါ်မှာဒီစာတွေပေါ်မှာရှိတာပေါ့ကျမတို့တွေကပေးရမယ့်ဟာတွေကအဲ့တော့ကျမကလေးတွေကိုအမြင်နဲ့သင်တယ် emoji ထည့်ပါစကားလုံးတိုင်းရဲ့စကားလုံးတိုင်းမှာဘာဆိုတာကိုထည့်ပါ စားပြီးပြီလားမေးတယ်စားပြီးပြီရွေးသူကိုပြောတာစားပြီးပြီလားစားပြီးပါဘီပို့ပြီးတော့မှပို့လိုက်ဖြစ်တယ် နားထောင်တာနားထောင်ရတဲ့ချိန်မှာနားရဲကိုချောချောချွတ်ချွတ်နဲ့ဝင်နေပေါ့နော်အဲ့တော့ဒါလီကဘလောက်လဲဆိုလို့ရှိရင်တဘောက55သိန်းဒါလီဘလောက်လဲဆို55သိန်းဒါ55သိန်းဒါ55သိန်းမှလို့ပြောလိုက်တယ်နော်နီလာဆွဲသီးလေးဘလောက်လဲ55သိန်းนีลาซวยทีนี่เบลောက်เลย55ทิ้งมามะมะยีเบนหาปูပြီးတော့มาปูไลท์ဖြစ်เลยเบนหาปูပြီးတော့มา တဖက်လူကိုပေးတဲ့ respect ကပိုတာလေဒါကြောင့်မလို့စကလုံးတိုင်းမှာဘာဆိုတာကိုထည့်ပြီးတော့မှစာပြန်မှာ လူချင်းလူချင်းပြောရရင်တော့မှဒီဘာတစ်လုံးဟာအင်မတန်ကျမတို့မြန်မာစကားရဲ့ဒီ respect ကိုအရင် deeply ဖြစ်စေတယ် support အရင်လုပ်တယ်ဒါကြောင့်မလို့ကျမတို့ကဒီစာရင်းတဲ့ချိန်မှာပို့ပြီးတော့မှတတိထားပြီးတော့မှ ဘာကိုထည့်သုံးပြီးရင်နောက်က emoji ကိုသုံး emoji ကိုသုံးတာဒီဟိုတလောအောင်ကြည်လိုက်ရသေးတယ်ဟာသလေးကြည်လိုက်နင်တို့ emoji ထည့်ခိုင်းနေဆိုတာကနင်တို့ဖြစ်နေတဲ့စောက်ခွက်ရဲ့အနေတောင်းဘာဖြစ်တယ်စလားမသိဘူးဟာသအဲ့လိုပြောတော့စကားလေးနည်းနည်းရင့်နေနော်အဲ့လိုမျိုးလေးကျွန်မဖတ်လိုက်ရသေးတယ်နော်ဆိုတော့အဲ့လိုအဲ့လိုပဲထိုနည်း၎င်းပဲ emoji ထည့်နေဆိုတာကကိုက show ပါအောင်ဆိုရင် show လို့မရတော့လို့ဘာမမရင်လက်အုပ်ချီတဲ့ဟာလေးနဲ့ချစ်စရာဟာလေးနဲ့နော်အဲ့ညီတော်လည်းဘလို့ပဲစမ်းတာပါ냐ဆိုဟုတ်ကဲ့မမရင် smile ်သိလားနော်စသဖြင့်ဒီ emoji တွေဟာကိုယ့်ရဲ့ emotional ကိုကိုစားပြုတဲ့ emoji တွေကိုထည့်စကလုံးတွေမှာဘာကိုထည့်ကျမအမြင်နဲ့တင်တယ်အဲ့ဒါဒီကျမတို့ marketing ရဲ့အခြေခံကြတဲ့ဟာတစ်ဖက်လူကိုကျမတို့ကစာနဲ့ဆွဲဆောင်တာ စကလုံးနဲ့ဆွဲဆောင်ရတာရှိတယ်။မျက်နာအမူအရာနဲ့ဆွဲဆောင်ရတာရှိတယ်။เนาะကျွန်မတို့ကမျက်လုံးနဲ့စကားပြောရတာရှိတယ်။နောက်တစ်ခါစာနဲ့စကားပြောရတာရှိတယ်။အဲ့တော့ online မှာလုပ်တဲ့ဟာတွေကတော့စာနဲ့စကားပြောရတာပေါ့နော်။စာနဲ့ကျွန်မတို့ဈေးရောင်းဈေးဝယ်တွေမှာတော့စာနဲ့စကားပြောရတာဖြစ်တဲ့အတွက်ကြောင့်မို့ဒီစာနဲ့ပြောလိုက်တဲ့စကလုံးတိုင်းစကလုံးတိုင်းဟာ respect ဖြစ်နေရမယ်။ပို့လိုက်ဖြစ်နေရမယ်။ တစ်ဖက်လူကိုစာဖတ်လိုက်တာနဲ့နေလေယူလေသိန်းလေးကိုပေါ်နေစေရမယ်။ကိုယ့်ရဲ့လေယူလေသိန်းဒီဘက်ကသူရဲ့ပြောနေတဲ့မျက်နှာလေးအော်သူအပြုံးလေးနဲ့ပြောနေတယ်ဆိုတဲ့ဟာမျိုးเนาะအော်မဲ့ပြီးပြောနေတယ်ဆိုတဲ့ဟာမျိုးစိတ်ဆိုးပြီးပြောနေတယ်ဆိုတဲ့ဟာမျိုးတွေက emoji တွေကအဲ့ဒါကို support လုပ်တာ။ဒါကြောင့်မလို့ကျမတို့ marketing မှာအဲ့ဒါတွေအရင်အရေးပါပါတယ်။သူများအိတ်ကတ်သေးကပတ်စံကိုလိုချင်နေဆိုရင်သူများစိတ်ချမ်းသာအောင် သူများကျေနပ်အောင်လုပ်ပေးရမယ်တာဝန်ဟာ ဈေးတွေရဲ့တာဝန် service area မှာ ရှိနေတဲ့သူတွေရဲ့တာဝန်နော် service ပေးတဲ့ service carrier မှာရှိနေတဲ့သူတွေရဲ့တာဝန်သူများအိတ်ကတ်ထဲကပတ်စံကိုလိုချင်နေဆိုရင်ဒါရီယာနှိမ့်ကြတာမဟုတ်ဘူးဒါရီယာအောက်ကြတာမဟုတ်ဘူးဒါကိုနားလည်ဖို့လိုတယ်နော်